မြန်မာ့ຫນွေဦး Chronicle Mars 20မြင်ကွင်းစစ်ဘေးရှောင်တွေရိတ်ခအကူအညီလိုအပ်သူတွေစိုးရွားစွာထိခိုက်ခံစားရမယ့်အခြေအနေကြောင့် မြန်မာနိုင်ငံမှာစစ်အာဏာမသိမ်းမီကပြည်တွင်းစစ်ပေးရှောင်6,900ကျော်သားရှိခဲ့ပေမဲ့စစ်အာဏာသိမ်းပြီး၄နှစ်အကြာမှာတော့ပြည်တွင်းမှာစစ်ပေးရှောင်ဥယျာဉ်3တန်းကျော်ထိရှိလာပြီး2019ခုနှစ်ရခိုင်ပြည်နယ်ရိုဟင်ဂျာလူမျိုးတုံးသက်ဖြတ်မှုအပြီးအိန္ဒိချင်းနိုင်ငံကိုထွက်ပြေးတိမ်းရှောင်သွားခဲ့ကြရတဲ့တန်းတန်းကျော်မြောက်သောရိုဟင်ဂျာဒုက္ခသည်တွေအပါဆိုရင်စုစုပေါင်း၄တန်းခွဲကျော်ထိရှိလာနေပြီဖြစ်ပါတယ်။ ပြည်တွင်းမှာတော့2021ခုနှစ်နောက်ပိုင်းကရင်နီပြည်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်မင်းတပ်တို့ကစစ်ပွဲတွေစတင်ဖြစ်ပွားခဲ့ရာကတစတစစစ်ပေးရှောင်ဥယျာဉ်မြင့်တက်လာခဲ့ရမှာ2022ခုနှစ်မှာတော့1.5တန်းနဲ့2023ခုနှစ်ရောက်မှာ1.6တန်းနဲ့2024ခုနှစ်မှာတော့3.1တန်းထိရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဒီကိန်းကနန်းတွေကစစ်ပေးဆောင်အရေးတွက်တွေဖြစ်ပြီးစစ်အာဏာသိမ်းပြီးနောက်ဖြစ်ပေါ်လာတဲ့လက်နက်ကင်ပရိပခါတွေကြောင်းအသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေလုတ်ကိုင်းနိုင်ခြင်းမရှိတာကြောင့်ရိတ်ခါအကူအညီလိုအပ်နေသူတွေက15တန်းကျော်ရှိတယ်လို့ကမ္ဘာကုလသမဂ္ဂထုတ်ပြန်ချက်တွေမှာဖော်ပြထားတာတွေ့ရပါတယ်လက်တလောကုလသမဂ္ဂကမ္ဘာစားနပ်ရိတ်ခါအစီအစဉ် WFP အနေနဲ့ မြန်မာနိုင်ငံကစားနပ်ရိက္ခာကူညီလိုအပ်နေသူတွေကို ထောက်ပံ့ဖို့ရန်ပုံငွေပြက်လက်မှုဖြစ်ပွားလာတာကြောင့်လူတသန်းကျော်ကိုပေးအပ်နေတဲ့ရိက္ခာအကူအညီကိုအခုမတ်လမှာနောက်ဆုံးအနေနဲ့ပေးအပ်ပြီးဖြတ်တောက်ရမယ့်အခြေအနေရောက်ရှိနေကြောင်းထောက်ပြန်ကြေညာခဲ့ပါတယ်။ဒီအကူအညီတွေဟာကချင်ပြည်နယ်၊ကရင်ပြည်နယ် ရခိုင်ပြည်နယ်၊ပဲခူးတိုင်း၊ရှမ်းပြည်နယ်နဲ့အခြားသောပြည်နယ်နဲ့တိုင်းတွေမှာစစ်ပွဲတွေဖြစ်ပွားမှုကြောင့်ရိတ်ခအကူအညီလိုအပ်နေတဲ့သူတွေကိုတစ်ဆိုင်ရာဒေသတွေကလူမှုအဖွဲ့အစည်းတွေနဲ့ဆက်သွယ်ပြီးပေးအပ်နေခဲ့တာဖြစ်ပါတယ်။ရခိုင်ပြည်နယ်လိုနေရာမျိုးမှာစစ်ပေးရှောင်ရတဲ့ ရခိုင်လူမျိုးတွေအပြင်2012ခုနှစ်ကလေးကခွဲခြားကန့်သက်ထားတဲ့ရက်ကွက်လူမျိုးမှနေထိုင်ရပြီးအသက်မွေးဝမ်းကြောင်းလုပ်ငန်းမလုပ်ကင်နိုင်တဲ့ရိုဟင်ဂျာလူမျိုးတွေရဲ့စခန်းတွေကိုလည်းကူညီထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။ကမ္ဘာကူလာတမကအဖွဲ့အစည်းတွေရဲ့ကူညီတွေဖြတ်တောက်ခံရတဲ့အကြောင်းချက်တွေထဲမှာတမရသစ်ဒေါ်နယ်ထရမ့်လက်ထက်ရန်ပုံငွေဖြတ်တောက်ရဆိုင်ချင်းကလည်းအဓိကချက်တစ်ချက်အဖြစ်ပါဝင်နေတယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံရဲ့စစ်ပွဲတွေရှေ့ကြလာတာ ဥရောပနဲ့အရှေ့လေပိုင်းမှာဖြစ်ပွားနေတဲ့စစ်ပွဲတွေကြောင့်လူသားချင်းစာနာမှုအကူအညီလိုအပ်ချက်တွေမြင့်တက်လာတဲ့အကြောင်းတွေကလည်းမြန်မာနိုင်ငံကလူသားချင်းစာနာမှုအကူအညီရန်ပုံငွေလျှော့ချစေတဲ့အကြောင်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာစစ်ပေးတင်းရှောင်နေကြရသူတိုင်းကုလသမဂ္ဂနဲ့အခြားသောနိုင်ငံတကာအဖွဲ့အစည်းတွေရဲ့အကူအညီအထောက်ပံ့ရရှိကြတာတော့မဟုတ်ပါဘူး။တချို့သောဒေသတွေကစစ်ပေးရှောင်တွေအဖို့လမ်းပန်းအဆက်အသွယ်ဖြတ်တောက်ပိတ်ဆို့မှုတွေနဲ့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတဲ့ဒေသတွေကိုရိတ်ခါစေဝါနဲ့ လူအုပ်ဝဲထွက်ပိတ်ဆို့မှုတွေကြောင့်လဲအကူအညီတွေပေးအပ်နိုင်ခြင်းမရှိတဲ့အခြေအနေတွေလည်းရှိနေတာပါ စကိုင်းတိုင်းမကွေးတိုင်းမလေးတိုင်းတို့လိုအညာဒီတာကစစ်ပေးရှောင်တွေဖို့မိမိကိုမိမိအားကိုးပြီးစားနပ်ရိက္ခအရေးတွေကိုဖြည့်ရှင်းကြရတာလည်းတွေ့ရပါတယ်ဆက်မဲ့ဖြစ်ပွားမှုကြောင့်စိုက်ပျိုးရေးနဲ့မွေးမြူရေးကောင်းစွာမလုပ်ကိုင်းနိုင်ကြတဲ့နောက်မှာရှိတဲ့ရိက္ခဝေးမြစားတောက်ရတာချုံငယ်စွာခြွေတာစားတောက်ကြရတဲ့အခြေအနေတွေအောက်မှာ နှစ်နဲ့ချီဖြတ်ကျော်လာခဲ့ကြရတာလည်းဖြစ်ပါတယ်။တစ်နှစ်ထက်တစ်နှစ်ပုံမဆိုးရွားလာတဲ့အချိန်နဲ့ကုတန်းရောင်းဝယ်မှုပုံမခက်ခဲလာသလိုဒေသတစ်ခုနဲ့တစ်ခုဘလို့ကုန်ပြည့်စည်မျိုးတည်ဆောင်သည်ဖြစ်စေကြီးမားတဲ့အခွန်ကောက်နှုံးထားတွေများပြားတဲ့ဂိတ်အရေးအတွက်တွေကလည်းကုန်ပစ္စည်းတွေဈေးမတန်တဆဈေးမြင့်တက်စေတာဖြစ်ပါတယ်။ အချို့သောတိုင်းသားလက်နက်ကင်အဖွဲ့တွေအနေနဲ့စစ်စင်ရေးထိုးစစ်တွေလုံဆောင်ခြင်းမပြုမီထိုးစစ်ဖော်ဆောင်မဲ့ဒေသမှာနေထိုင်နေကြတဲ့ဒေသခံတွေစစ်ပေးတင်းရှောင်ရမြက်ဖြစ်နိုင်ခြေလိုအပ်မဲ့ရိတ်ခါအကူအညီဆရှိတဲ့လူသားချင်းစာနာမှုအကူအညီနဲ့အရက်သားတွေတင်းရှောင်ကြမဲ့လမ်းကြောင်းနေရာတွေကို အရင်စဉ်းစားပြင်ဆင်ပြီးမှဖော်ဆောင်ကြတယ်လို့ဆိုပါတယ် သို့ပေမဲ့အခုမြန်မာနိုင်ငံအရေးရံမှာဖြစ်ပွားနေတဲ့ကြိုက်ပွဲအများစုကအထက်ကလိုကြိုတင်ပြင်ဆင်စီစဉ်နိုင်ကြတဲ့ထားကြတဲ့တိုက်ပွဲတွေမဟုတ်ကြတာတွေ့ရပါလိမ့်မယ်။ စစ်ရေးအရနိုင်ငံရေးအရအသာစီးရရေးကိုသာဦးစားပေးကြတာတွေ့ရမှာဖြစ်ပါတယ်။အချို့သောလက်နက်ကိုင်အဖွဲ့တွေနိုင်ငံရေးအင်အားစုတွေကပြည်တွင်းစစ်ဖြစ်ပွားလာတာနှစ်ပေါင်း80ကျော်ခဲ့ပြီးအခုတစ်ကြိမ်ကအဆုံးဖြတ်ပေးမဲ့တိုက်ပွဲတနည်းအားဖြင့်အောင်ပွဲလို့ယူဆချက်နဲ့စစ်အာဏာရှင်တွေကိုဖယ်ရှားနိုင်ဖို့ရမှာလူထုအနေနဲ့ဒီကာလမှာတော့ဒုက္ခခံကြရမှာပဲဆိုတဲ့မှတ်ယူမှုတွေလည်းရှိနေတာဖြစ်ပါတယ်။ နှစ်ပေါင်း80ကျော်ကြာလာတဲ့ပြည်တွင်းစစ်ကာလအတွင်းတနင်္ဂါလုံးအတိုင်းတာနဲ့ပြည်တွင်းစစ်ဖြစ်တဲ့ပထမကာလ1949-1950အချိန်မှာလဲဖဆပါလအစိုးရနဲ့ စစ်တပ်ဟာရန်ကုန်မြို့ကွက်ကွက်ကိုသာထိန်းချုပ်နိုင်လောက်တဲ့အနေအထားရောက်ရှိခဲ့ရာကဆုံးရှုံးသွားတဲ့မြို့တွေနေမြေတွေကိုပြန်လည်သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။အဆိုပါတပြည်လုံးအတိုင်းအတာနဲ့ဖြစ်ပွားတဲ့ပထမကြိမ်ပြည်တွင်းစစ်ကာလကစစ်ဘေးတိမ်းရှောင်ရသူတွေမြို့တွေပေါ်ကိုရွှေ့ပြောင်းနေထိုင်ကြရသူတွေအများပြားရှိခဲ့သလိုအခု2021ခုနှစ်စစ်အာဏာသိမ်းပြီးနောက်တနင်္ဂနွေလုံးအတိုင်းအတာနဲ့ ကျေပြန့်စွာဖြစ်ပွားလာတဲ့ဒုတိယကြိမ်ပြည်တွင်းစစ်ပွဲမှာလဲလူဦးရေ54တန်းအနက်က3တန်းကျော်ကမိမိတို့နေအိမ်တွေကိုစွန့်ခွာတိမ်းရှောင်ခဲ့ကြရပြီးဖြစ်ပါတယ်။ လက်နက်ကင်တိုက်ပွဲတွေကလာမဲ့လပိုင်းနှစ်ပိုင်းတွေမှာအခုထက်ပိုပြီးကျယ်ပြန့်လာနိုင်ခြေရှိနေတာလည်းဖြစ်ပါတယ်။အခုဖြစ်ပွားနေတဲ့အခြေအနေကအဆိုးဆုံးကိုရောက်နှင်ပြီးဖြစ်တယ်လို့မဆိုနိုင်သေးတဲ့အနေအထားလည်းဖြစ်ပါတယ်။ဒီအခြေအနေတွေအောက်မှာစစ်ပီးရှောင်းလူထုအဖို့နိုင်ငံတကာအကူအညီရရှိမှုလည်းကြော့ကြလာနေတာဖြစ်လို့ချင်းချင်းဒုက္ခအခက်အခဲတွေမျှဝေခံစားတဲ့လှုပ်ဆောင်မှုတွေများပြားလာဖို့လည်းအရေးတကြီးလိုအပ်တယ်လို့ဆိုချင်ပါတယ်ရှင်။